မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အော်တိုဘာလ15ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္လာနေ့တိုင်းဒဝေမြို့နယ်အမတ300နှစ်တပ်ရင်းကလက်နက်ခဲယံပို့ဆောင်ရန်ထွက်လာတဲ့စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ရာအကြမ်းဖက်စစ်တပ်က9ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အော်တိုဘားလာ73ရက်နေ့မနက်10:00နာရီခန့်မှာဒဝယ်မြို့နယ်မောင်မဆောင်ချင်းရွာအတွင်းမှာရှိတဲ့အမတ3ရက်နေ့တိုက်ရင်ကလက်နက်ခဲယံပို့ဆောင်မှုအတွက်ထွက်လာတဲ့ အင်အားတရာလောက်ပါတဲ့စစ်ခွေးစစ်ကြောင်းကိုဒေါ်လိုင်းတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်တပ်က9ဦးသေဆုံးခဲ့ပြီးတော့ဒဝဲအမျိုးသားလွတ်မြောက်ရေးတပ်တော် DNL ရဲ့ဒုရကစစ်ကြောင်းကဒေါ်လိုင်းရဲဘော်များကတော့အထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျ။မောင်မရှောင်ချေးွာအတွင်းမှာရှိတဲ့အမတ300နှစ်တိုင်ရင်ကလက်နက်ခဲယံပို့ဆောင်မှုထွက်လာတဲ့ အင်အားတရာလောက်ပါတဲ့စစ်ခွေးစစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ခဲ့တာပါစစ်ခွေး9កောင်တိတ်ဆုံးတယ်လို့ဒုရကစစ်ကြောင်းကတာဝန်ရှိသူကအတည်ပြုပြောကြားထားပါတယ်ပြည်သူများအနေနဲ့ဒဏ္ဍာရီလုံးအတိုင်းအတာမှာစစ်ရေးများကိုအချိန်ဟုန်တုံးမြင့်စွာဆောင်ရွက်နေတဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်စစ်ရေးအထုအသည့်သတိပြုသွားလာနေထိုင်ကြရန်တိုက်တွန်းထားတယ်လို့ပြောပါတယ် တနင်္သာရီတိုင်းအတွင်းအကြမ်းဖက်စစ်တပ်ဘက်ကအချိန်မရွေးလေကြောင်းအုံပြုတိုက်ခိုက်မှုများရှိလာနိုင်တဲ့အတွက်ကြောင့်ပြည်သူများအနေနဲ့လေကြောင်းရန်ကာကွယ်ရေးနဲ့ပတ်သက်တဲ့သတင်းအချက်အလက်များကိုလိုက်နာကြည့်ကြံကြပါရန်နဲ့တော်လိုင်းရင်းနဲ့စီရေးအချိန်မြင့်လာတာနဲ့အများပြည်သူ့ဘက်အမှန်တရားဘက်ကိုရက်တီခြင်းနဲ့စစ်သားများနဲ့ရဲတပ်ဖွဲ့ဝင်များကိုလည်းပြည်သူရင်ဝင်ကိုအ мян ခိုလုံကြဖို့အတွက်ပူးပေါင်းပေးကြပါရန်ဒိုရယ်ကစစ်ကြောင်းကတိုက်တွန်းထားကြောင်းသတင်းရရှိပါရယ်ခမောင်း ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မွန်ပြည်နယ်ရေးမြို့နယ်အာယုတောင်ဘတ်ချမ်းမှာရှိတဲ့အချမ်းဘတ်စစ်တပ်ရဲ့ခမရ303စခန်းကုန်းကိုရေးဘလူးအဖွဲ့ကလက်နက်ကြီးများနဲ့တွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘာလ73ရက်နေ့မနက်ပိုင်းမှာအချမ်းမဆက်တဲ့ရဲ့အနီးနားအထိကိုတွားရောက်ပြီးတော့60မမလက်နက်ကြီးများနဲ့ပြစ်ခတ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။ကျွန်တော်တို့73ရက်နေ့မနက်8နာရီခွဲလောက်မှာ303အာယူတောင်ဘတ်ချမ်းမှာရှိနေတဲ့အဲ့ဒီတပ်ကိုလက်နက်ကြီးနဲ့တွားပစ်တာပေါ့ တက်ထဲမှာက60အသီးတွေတော့ကြတယ်၃လုံးပြစ်တယ်၃လုံးလုံးကွဲတယ်ကျွန်တော်တို့တက်အနီးနားအထိကိုဝင်ပြီးတော့ပြစ်ခတ်နိုင်ခဲ့ပါတယ်လို့ရေဘလူးတက်ဖွဲ့ရဲ့တည်ရင်မှုကသတင်းပေးဖို့ပြောကြားထားပါတယ်၎င်းပြစ်ခတ်မှုအတွင်းမှာအကြမ်းဖက်စစ်ခွေးများထိခိုက်မှုစီးရင်ကိုတော့မသိရသေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်မြောက်ရီမြို့နယ်အတွင်းမှာရှိတဲ့ကြားဖြန့် online ငွေလိမ်စင်တာများမှာ Starlink Internet များကိုပုံမတိုးချဲ့ပြီးတော့အသုံးပြုလာမှုအပေါ် American Congress ကစတင်ပြီးတော့စုံစမ်းစစ်ဆေးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ထိုင်းနိုင်ငံကမြောက်ရီမြို့နယ်မှာရှိတဲ့ကြားဖြန့် online ငွေလိမ်စင်တာများထံကိုလျက်စစ်ဓာတ်အားနဲ့ internet line များဖြတ်တောက်ပြီးတဲ့နောက် Starlink internet များကိုအ धिक သုံးစွဲလာကြတယ်လို့သိရပါတယ်။ကြားဖြန့် online ငွေလိမ်စင်တာအဆောက်အအုံများပေါ်မှာ Starlink internet ဘန်းများအများပြားတင်ထားတာကိုတွေ့ရတယ်လို့ပြောပါတယ်။ ကြားဖြန့် online ဝေလင်စင်တာဖြစ်တဲ့ KK Park ရဲ့အဆောက်အုံတစ်ခုပေါ်မှာ Starlink Internet ဘန်80နီးပါးကိုမြင်တွေ့ခဲ့ရတယ်လို့ပြောပါရယ် American ပြည်ထောင်စု California ပြည်နယ်မှာအစိုးရရှေ့နေများက Starlink Internet စနစ်ကိုအသုံးပြုပြီးတော့ဝေလင်လည်မှုများကျွလွန်နေကြောင်း Starlink ကို2024ခုနှစ်ဇူလိုင်လမှာတရားဝင်အသိပေးခဲ့တော့လဲ Starlink ကဒစုံတရာတုံ့ပြန်ခြင်းမရှိဘူးလို့ပြောပါရယ်ဆိုရင်ပူပန်နေကြတဲ့ထိုင်းနဲ့ American နိုင်ငံရေးသမားများကလည်း Starlink ဂျိုဒူ Internet ပိုင်ရှင် Elon Musk ကို3ပေးနှိုး းဆောင်မှုများလှုပ်ဆောင်နေကြပြီးတော့ American အထက်လွှတ်တော်အမတ် Maggie Hansen ကလည်း Elon Musk ကို Starlink Internet ကိုကြားဖြတ် online ငွေလိမ်ခိုင်းများကအသုံးပြုနေမှုများကိုအရေးယူဆောင်ရွက်ရန်တိုက်တွန်းထားတယ်လို့ပြောပါတယ်။ယခုက American Congress လွှတ်တော်ပူရဲစီးပွားရေးကော်မတီကကြားဖြတ် online ငွေလိမ်စတာများနဲ့ Starlink Internet တို့ပတ်သက်နေမှုများကိုစတင်ပြီးတော့စုံစမ်းစစ်ဆေးနေပြီဖြစ်တယ်လို့သိရပါတယ်။ American Cyber ရာဇဝတ်မှုဆိုင်ရာ အစိုးရရှေ့နေဟောင်း Aaron Wasser က American company တခုကဒီလိုတွေဖြစ်နေဖို့အတွက်ပါဝင်ဆောင်ရွက်ပေးနေတယ်ဆိုတာရွှန်းရှားစေရပါပဲလို့ပြောကြခဲ့ပါတယ်။ကြားဖြန့် online ငွေလိမ်လည်တဲ့ဂိုင်းများရဲ့ပြစ်မှတ်ထားတဲ့လူတွေထဲမှာ American ကလည်းပါဝင်နေပြီးတော့2024ခုနှစ်အတွင်း American dollar 10 billion ခန့်ဆုံးရှုံးခဲ့ပြီးတော့ဆက်နက်လအတွင်းမှာ66ရာခိုင်နှုန်းတိုးမြင့်လာခဲ့ကြောင်း American အစိုးရဗန်ဒါရေးဌာနကခန့်မှန်းထားပါတယ်။ အမေရိကန်ကရခင်လာများအတွင်းမှာကြားဖြတ်ငွေလိမ်ဂိုင်းများရဲ့အဓိကမြို့ဖြစ်တဲ့ရွှေကုတ်ကုန်နဲ့ဆက်ဆက်နေတဲ့လူပုတ်ကုန်များနဲ့ကုမ္ပဏီကိုကုကိုပိတ်ဆို့အရေးယူခဲ့တယ်လို့သိရပါတယ်။ဒါပေမဲ့ရွှေကုတ်ကုန်မှာအဆောက်အုံတိဆောက်မှုများဟာလည်းအလျင်အမြန်တိုးတက်နေစေဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ KNB နဲ့ကော့ကရိတ်မြို့နယ်နောင်မိရွာအနီးမှာတိုက်ပွဲဖြစ်ပြီးတော့စစ်တပ် DGBA နဲ့ BG ရဲ့ပူပေါင်းတပ်များကအယောက်30ဝန်းကျင်တိုက်ဆုံက၃ဦးကိုအရှင်ဖမ်းဆီးရမိထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဝါလာ၁၀ရက်နေ့ကကော့ကရိတ်နောင်မီရွာဘက်ကိုအကြမ်းဖက်စစ်တပ် DKBA ဘိုဘီတပ်ဖွဲ့နဲ့ BGF တပ်များပူးပေါင်းပြီးတော့အင်အားအလုံးရင်းနဲ့ထီဖိုးဆန်ဒေါနာတောင်လမ်းဟောင်းဘက်ကနေတဆင့်ထိုးစစ်ဆင်လာတယ်လို့သိရပါဗျ။နောက်မီကျေးရွာအနီးအရောက်မှာ KNL မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့ကြတယ်လို့သိရပါဗျ။ အဲ့ဒီတိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ် DGBA နဲ့ BGF တပ်သားအယောက်30ဝန်းကျင်တိုက်ဆုံးက DGBA တပ်သား3ဦးကိုလည်းအရှင်ဖမ်းဆီးရမိခဲ့ပြီးတော့စစ်ကြောင်းပြတ်ပြီးနောက်ပြန်ဆုတ်ပြေးသွားတယ်လို့သိရပါတယ်။ဒါ့အပြင်တိုက်ပွဲအတွင်းမှာထိခိုက်ဒဏ်ရာရရှိတဲ့စစ်သား DGBA နဲ့ BGF တပ်သားများကိုလူနာတင်ကားများနဲ့နဘူးစေးယုံဖားကြီးမြို့နယ်စေးယုံနဲ့တောင်ကလေးစေးယုံများကိုပို့ဆောင်ထားတယ်လို့သိရပါတယ်။အခုလိုတိုက်ခိုက်ခံရမှုကိုမကျေနပ်တဲ့အတော့ မနေ့ကအော်တိုဘာလ14ရက်နေ့မှာအကြမ်းဖက်စစ်ခွေးတွေက နောင်မီကျေးရွာကိုလေရင်နဲ့ဘုံးကျဲတိုက်ခိုက်ခဲ့တဲ့အပြင် DKBA နဲ့ BGF တပ်ဖွဲ့များကလည်းလက်နက်ကြီးများ drone များနဲ့ဘုံးကျဲကနောင်မီကျေးရွာကိုဖျက်ဆီးနေတယ်လို့သိရပါဗျာ။ ဗိုလ်ဘီ DGB တွေ BGF တွေစစ်ခွေးနဲ့စစ်ကြောင်းတက်လာတာ နောင်မေးမှာဖြုတ်လိုက်တော့အယောက်30ဝန်းကျင်သေဆုံးတယ် DGB BGF တွေ20လောက်ထိတယ်သေတယ် DGB 3កောင်ကိုလည်းတော်လိုင်းဘက်ကအရှင်ဖမ်းမိထားတယ်အဲ့ဒီမှာမြပရန်ရွာဘက်ကိုပြန်ဆုတ်ပြေးရတာကိုဗိုလ်ဘီအဖွဲ့ကအခဲမကြေဖြစ်ပြီးတော့ drone နဲ့ဘုံကျဲလိုက်လက်နက်ကြီးနဲ့ပစ်ထည့်လိုက်မနေ့က14ရက်နေ့မှာလေရင်နယ်လဲဘုံကျဲတယ်ရွာကတော့တော်တော်ကိုပြက်စီးကုန်ပြီလို့ ရွာထဲကစင်ပြေးရှောင်ပြေးလာတဲ့ဂျေးရွာသားတဦးကအတိအပြုပြောကြားထားပါတယ်။ယခုကအချမ်းမတ်စစ်တပ် DGBA နဲ့ BGF ပူးပေါင်းတပ်များက နောက်တပ်ပံမြပတိုင်းနန်းကော်တီ ကော့ဖန်ရနောင်မိကြေးရွာများကပြည်သူများကိုရွာတွေကနေပြီးတော့တိန့်ရှောင်ခွင့်မပြုဘဲနဲ့လူသားတိုင်းကအဖြစ်နဲ့ဖမ်းဆီးထိန်းသိမ်းထားတယ်လို့သိရပါတယ်။ဗိုလ်ပြီးနဲ့စစ်ခွေးတွေကရွာသားတွေကိုစစ်မရှောင်ခိုင်းဘူး။ရွာထဲမှာပဲနေခိုင်းတယ်။ BGF ကလည်းကားတွေနဲ့ကင်းလှည့်နေတယ်။ရွာသားတွေကိုတွေ့ရင်ဖမ်းခေါ်ပြီးတော့ရိုက်တယ်စစ်တယ်။သူတို့ကို drone ချခံရမှာကြောက်လို့ရွာကသူတွေနဲ့ဒီကောင်တွေက cover လုပ်ပြီးအတူတူနေနေတာလို့ဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်။ တော်လိုင်းတပ်ဖွဲ့များရဲ့တိုက်ခိုက်မှုကိုကြောက်နေတဲ့အကြမ်းဖက်စစ်ခွေတပ် DGB နဲ့ BGF ပူးပေါင်းတပ်များကဒရုန်းပြတ်တမ်းမှုများကိုဖြတ်တောက်ဆက်ဂျမ်းမာများကို24နာရီမီးစက်မောင်းပြီးတော့စစ်များကိုဖွင့်လှစ်ထားတဲ့အတွက်ကြောင့်အဲ့ဒီဒေသမှာဖုန်းလိုင်းများအင်တာနက်လိုင်းများသုံးလုံးမရဖြစ်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်တီဘောမြို့နယ်နမ်မှုနယ်ကြေးရွာအနီးကိုအချမ်းမဆက်တက်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အော်တိုဘားလ14ရက်နေ့ညနေ4နာရီခွဲအချိန်ကမှပြည်ပေါ်မြို့နယ်နမ်မှုနယ်ကျွေးရွာကိုအချက်မဆက်တဲ့ကဂျက်ဖိုက်တာနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာပြည်သူများထိခိုက်မှုရှိမရှိကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ပြောပါတယ်။အလားတူပဲသခိုင်းတိုင်းဝက်လက်မြို့နယ်ရွာသာကြီးကျွေးရွာကိုလည်းအချက်မဆက်တဲ့ကမနေ့ကမနက်ပိုင်းကစတင်ပြီးတော့ညပိုင်းအထိကိုလေရင်ဆက်တက်လေထီးများနဲ့နှစ်ရက်ဆက်တိုက်ဘုံကျဲတိုက်ခိုက်နေကြောင်းဒေသခံပြည်သူများကသတင်းပေးဖို့ပြောကြားလာပါဗါတယ်။ နေ့ကအော်တိုဘားလ14ရက်နေ့မနေ့9:25ခါနေ့ည9:00နာရီအထိအကြမ်းဖက်စစ်ခွေးတပ်ကရွာလာကြီးရွာကို Jet Fighter, Gyrocopter တို့နဲ့ဇက်တိုက်ဘုံးတွေကျဲချနေတယ်လို့သိရပါဗျ။အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခတ်မှုအတွင်းမှာပြည်သူများထိခိုက်မှုရှိမရှိကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ပြောပါတယ်။73ရက်နေ့ကအကြမ်းဖက်စစ်တပ်ကရွာသာကြီးရွာကိုလေးချောင်းတိုက်ခိုက်မှုအတွင်းပြည်သူ၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့ ပြည်သူတွေလည်းရွာလုံးကျွတ်ထွက်ပြေးတန်းရှောင်နေရတယ်လို့သိရပါဗျ။ဒါအပြင်မန္တလေးတိုင်းတောင်တာမြို့နယ်အရှိတောင်ချမ်းမှာရှိတဲ့ကျေးရွာများကိုအကြမ်းဖက်စစ်တပ်ရဲ့စစ်တပ်လေထီးများနဲ့ဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းဒေသခံပြည်သူများကပြောကြားထားပါဗျ။အော်တိုဘားလ12ရက်နေ့ည7:23မိနစ်ကစတင်ပြီးတော့စစ်ခွေးတပ်ကတောင်တာမြို့နယ်အရှိတောင်ချမ်းမှာရှိတဲ့ကျေးရွာများကိုဘုံစဲလုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ ်ဂျမစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းပြည်သူများထိခိုက်မှုရှိမှရှိကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ပြောပါတယ်အလားတူပဲမခွေးတိုင်းနမောင်မြို့နယ်အရှိချမ်းမှာရှိတဲ့စံကုန်ချေးရွာအနီးကိုအဂျမစစ်တပ်ကလေရင်ရဟရင်တို့နဲ့ဘုံကျဲပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်အော်တိုမလာ73ရက်နေ့မှာနမောင်မြို့နယ်အရှိချမ်းစံကုန်ချေးရွာအနီးကိုအဂျမစစ်တပ်ကဂျက်ဖိုက်တာနှစီရဟရင်ဒစီတို့နဲ့ဘုံရှစ်လုံးကျဲချကပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်၎င်းဘုံကျဲတိုက်ခိုက်မှုအတွင်းမှာပြည်သူများထိခိုက်မှုမရှိဘူးလို့တော့ပြောပါတယ် ပြည်သူတွေအထိတ်ကိတ်မရှိပါဘူးနေအိမ်ပျက်စီးတာမျိုးလည်းမရှိဘူးစမ်းကုန်းရွာအရှိမဲ့ဂျိုးပင်ရိုးလို့ခေါ်တဲ့တောတနေရာကိုကြာတာအထိတ်ကိတ်ပျက်စီးတော့မရှိဘူးလို့ People Defense Force Organization နတ်မောက်ကတောင်းရှိသူကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းပွင့်ဖြူနယ်ဇလင်းမြို့နယ်တို့မှာနန်းထိုက်တော်ဝင်ခရီးသည်တင်ကားပေါ်ကလူငယ်များကိုစစ်တပ်ကဆွဲချပေါ်တာဆွဲဖမ်းဆီးမှုအပါအဝင်လူငယ်ရှိဦးစစ်မှုထမ်းအဖြစ်နဲ့ခေါ်ဆောင်ခြင်းခံလိုက်ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အော်တိုဘားလ17ရက်နေ့ကပွဲဖြူမြို့နယ်မှာရန်ကုန်မကွေးဆလင်းစင်ဖြူကျွန်းကိုပြေးဆွဲနေတဲ့နန်းထိုက်တော်ဝင်ခီးတဲ့တင်ကားကိုကပြည့်လမ်းခွဲအရောက်မှာစစ်ခွေးတပ်ကတားဆီးဆစ်ဆီးခဲ့တယ်လို့သိရပါဗါတယ်။အဲ့ဒီနောက်ကားဘော်ကလူငယ်9ဦးကိုခီးတဲ့တင်ကားဘော်ကနေဆွဲချပြီးတော့ပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့ပြောပါတယ်။အလားတူပဲအော်တိုဘားလ17ရက်နေ့မနေ့6:55မိနစ်အချိန်မှာဆလင်းမြို့နယ်စိတ်ကြီးကြီးွာကိုအချက်မှတ်စစ်တပ်ကဝင်းအောင်စီးနှင်းပြီးတော့လူငယ်2ဦးကိုပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့သိရပါဗါတယ်။ ဝင့်ဖြူမာကစစ်ခွေးတွေကဂိမ်းမချပဲနဲ့ဖြတ်သွားနေတဲ့ခီးတဲ့တင်ကားတွေကိုတားဆီးပြီးတော့ဘော်ဒါဆွဲတာပါနန်းထိုက်တော်ဝင်ကားပေါ်ကနှစ်ယောက်ကိုဘော်ဒါဆွဲသွားတယ်နောက်ထပ်အဲ့ဒီနောက်မှာလဲခီးတဲ့တင်ကားတွေကိုပဲဖမ်းပြီးတော့ဆစ်ဆင်းနေတာရန်ကုန်ကနေဆက်လင်းကိုအပြန်မှာဘော်ဒါဆွဲတာပါဝင့်ဖြူနယ်တွေက ကပြည့်လမ်းခွဲမှာဆွဲတာပါဆွဲခါတဲ့နှစ်ယောက်ကအသက်အရွယ်30ဝန်းကျင်ပဲရှိအောင်ပဲအော်တိုဘာလ12ရက်နေ့ကလည်းစိတ်ကြီးကြီးရွာကိုဝင်းအောင်စီးနှင်းပြီးတော့ပြည်သူတအုပ်ကိုပေါ်တာဆွဲတော့ပါတယ်အသက်အရွယ်ကတော့22နှစ်အရွယ်ရှိတယ်လို့ပြည်သူညီနောင်ဆလင်းသတင်းတာဝန်ခံကိုပြည်သူကရှင်းပြထားပါတယ်အကြမ်းဖက်စစ်ခွေးများဟာစစ်မှုထမ်းအပတ်စဉ်၁၈အတွက်ပြည်သူတွေကိုဇက်တိုက်ပေါ်တာဆွဲဖမ်းဆီးမှုမှာစလင်းမြို့နယ်နဲ့ပွင့်ဖြူမြို့နယ်တို့မှာအောက်တိုဘာလအတွင်းလူငယ်၂၆ဦးဖမ်းဆီးခံလိုက်ရပြီးတော့ လူငယ်၁၀ဦးဟာစစ်တပ်ထံကိုငွေကြေးပေးပြီးတော့ပြန်လည်လွတ်မြောက်လာတယ်လို့သိရပါဗယ်အလားတူပဲစစ်တပ်ကဆလင်းမျိုးပေါ်နဲ့ပွင့်ဖြူမျိုးပေါ်တို့မှာအင်စည်းကားများနဲ့နေရောညပါလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးမှုများလှုပ်ဆောင်နေတယ်လို့သိရပါဗယ်မကွေးတိုင်းအတွင်းပေါ်တာဆွဲဖမ်းဆီးမှုများကိုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဗိုလ်မှူးတွေကအဓိကဦးစီးပြီးတော့ဖမ်းခိုင်းနေခြင်းဖြစ်ပြီး ပတ်စံနဲ့မယွေးနိုင်တဲ့လူငယ်တွေကိုတော့စစ်မှုန်တန်းတင်တန်းကြောင်းတွေကိုဓာတ်ရိုက်ပို့ဆောင်ခံနေရတယ်လို့ဒေသခံပြည်သူများထံကနေပြီးတော့သိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္သာရီတိုင်းဒဝယ်မြို့နယ်ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ထိခိဒေသကိုအချမ်းပတ်ဆက်တကလေရင်နဲ့ထပ်မံဘုံကျဲတိုက်ခိုက်တဲ့အတွက်ပြည်သူတချို့ထိခိုက်ဒဏ်ရာရပြီးအဆောက်အုံများပျက်စီးကုန်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကအော်တိုဝါလာ14ရက်နေ့နေ့လယ်12နာရီလောက်မှာထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ KNU ထိန်းချုပ်ထားတဲ့ဒဝယ်မြို့နယ်ထိခိဒေသကိုစစ်တပ်ကဂျက်ဖိုင်တာနဲ့ဘုံးကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျာ။ စစ်ခွေးတပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်ပြည်သူတချို့ထိခိုက်မှုရှိပြီးအဆောင်တလုံးလည်းထိခိုက်ပျက်စီးသွားတယ်လို့ပြောပါတယ်။အလားတူပဲအော်တိုဘာလ10ရက်နေ့မနက်၈နာရီခန့်ကလည်းထိခိုက်ဒေသကိုအကြမ်းဖက်စစ်တပ်ရဲ့ Jet Fighter ၄ယင်းတစ်စီးကနှစ်ကြိမ်ဘုံကျဲတိုက်ခိုက်ခဲ့ပြီးတော့ အော်လီဂန်ဆက်လက်နက်နဲ့လည်းနှစ်ချိန်ပြစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတော့ပြည်သူပိုင်ပြည်စည်းများထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါဗါဒါအပြင်အော်တိုဘားလ၈ရက်နေ့မွန်းလွဲ၂နာရီခန့်ကလည်းအချက်မဆက်တက်ကထီကီဒေတာကို Jet Fighter နဲ့ထပ်မံဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတော့ကြောင့်ပြည်သူပိုင်ပြည်စည်းများထိခိုက်ပျက်စီးခဲ့ပြီးတော့ပြည်သူ၃၅၀ကျော်ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါဗါ အချမ်းမစစ်တပ်ဟာ၎င်းတို့အာဏာဆက်လက်တည်မြဲနိုင်ရေးအတွက်၎င်းတို့အုပ်ချုပ်ရာနယ်မြေများမှာအတူရောင်ရွေးကောက်ပွဲကိုအတရားတဝပြုလုပ်ရန်အထူးကြိုးပမ်းလျက်ရှိပြီးတော့၎င်းတို့လက်လွတ်ဆုံးရှုံးခဲ့ရတဲ့နယ်မြေများမှာရှိတဲ့ပြည်သူများကိုအကြောက်တရားဖြစ်ပေါ်စေရန်ရည်ရွယ်ချက်ရှိရှိနဲ့လေကြောင်းကနေပြီးတော့ဘုံကျဲတိုက်ခိုက်လျက်ရှိကြောင်းတရင်ရရှိပါရယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးတရင်နိုင်ငံရေးတရင်များကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလုံမြောက်နိုင်ကြပါစေခင်ဗျာ